အားလုံးပဲမင်္ဂလာပါရှင်။ဆီယမမိုးချူတင်းရင်မိုးချူတင်းမှတ်တမ်းဆိုရင်စာအုပ်ကိုဆက်လက်ဖတ်ပြသွားမှာဖြစ်ပါတယ်။ဒီနေ့တပုတ်ကတော့မမဆိုတဲ့အကောင့်ပိုင်ရှင်မက်နေချီဝင်းအတွက်ပါရှင်။ကတ်တုန်းဆရာကြီးတို့ဂျယ်ရီဘလောက်တောင်ကြွေသွားခဲ့ပြီလဲ။ကတ်တုန်ဆရာကြီး ဥဖေတိန်ဆုံးပြီလို့တဲ့ရင်ကြတော့ စိတ်ထဲမှာသူ့ကတော်နေကပုံတိုင်းအမြင်ပြုံပြွှွှွှင်ွှင်တန်တန်ရှင်းရှင်းနဲ့နေရွက်ကားကဆရာကြီးကိုချက်ချင်းမြင်အောင်လိုက်မိပါတယ်။ကတော်ဆရာလိုအမိခံလိုက်တာနဲ့သူဟာ လူတွေကိုပြုံးစီတော့မယ်။အဲ့ဒါထက်ပိုပြီးလူမှုဘဝခင်းနဲ့စနစ်ကို ပပလေးတယောတော့မယ်။ပြီးတော့သူ့ကတော်ညှုပ်ကလေးတွေကနေဖတ်သူရင်ထဲကို ရတတခုအတိတခု တွေးမိအောင်ခြံခဲ့မယ်လို့ကိုတော့ရိုးရိုးပဲနားလည်မိတယ်။အဲဒီမှာ သူပြောချင်တဲ့အကြောင်းအရာကို သူမြင်တဲ့ထောင်းကနေပုံလေးနဲ့ကောက်ချလိုက်တာဟာစာဖတ်သူရင်ထဲကိုဆွေးသားစေတော့တာပါပဲ။အဲဒီကာတုန်းလေးတစ်ခွက်ဟာ စာရီတမျက်နှာပြတမျက်နှာဖတ်ရတာထင်ပိုထိရောက်တတ်တယ်။ တချောင်းဆွဲဆွဲလိုက်သလိုစာဖတ်သူရဲ့နှလုံးကိုပြစ်မှတ်လို့တန်ခနစ်ထိနေကာတွန်စရာတွေမှာထက်မြက်တဲ့အတွေ့တွေလူအများမမြင်တဲ့ဒေါင်းကနေလောကကိုတယောပြုံးနေကြည်တတဲ့ခက်ထစ်ထစ်အတွေ့လုံးတွေရှိနေတတ်တာပြောစရာမလိုတဲ့အချက်ပါပဲဒါကြောင့်မို့ပုံဆွဲတဲ့အတိုင်းကာတွန်စရာကောင်မဖြစ်နိုင်ဘူးလို့ဆိုကြတာဖြစ်မှာပါသူတို့မှာသူများနဲ့မတူတဲ့ ထူးခြားတဲ့အရေးချင်းရှိကြတယ်လေ။ဇင်ယာကြီးဥဖေသိန်းဆိုတာမြမကာတွန်းလောကမှာမိရှုတစောင်းပုပ်ကိုထူးပုပ်ကိုမြတ်တူမှာကိုရိုလူငယ်တွေဟာဇင်ယာကြီးကာတွန်းတွေနဲ့ကြီးခဲ့ကြတာပါ။ဇင်ယာကြီးရဲ့ပုံပမာကာတွန်းတွေဟာ လူကြီးတွေရောခလေးတွေပါဆွေးလန်းခဲ့ရတာ။ 38ဖြာမင်္ဂလာကတုံးတွေနဲ့ကလေးတွေကိုအတိညာလေးမှာတိုးစီခင်တာတခုထူးခြားတာကဆရာကြီးရဲ့လက်ရာဟာဘသူလက်ရာနဲ့မှမရောထွေးနိုင်အောင်အမြဲတမ်းတတိတသက်မူပိုင်ဖြစ်ခဲ့တယ်လို့ကိုထင်မိတယ်။ဘာဖြစ်လို့လဲဆိုတော့ပုံတွေကိုကြည့်လိုက်တာနဲ့ဒါဖေးသိန်းကတုံးလက်ရာပဲလို့တန်ပြိုနိုင်လောက်အောင် ထင်ရှားပုံလွင်ခဲ့တာပါ။ ဆရာကြီးရဲ့စုပ်ချက်တွေဟာသူ့စိတ်လိုပဲပြက်သားထင်ရှားတယ်။ဘတော်မှမတွေ့ဝေဘူး။အင်မတန်ရင်းရင်ပြီးအားမန်ရှိနေလို့အမြဲခံစားရတယ်။သူ့လျာရီဟာဘလောက်အသက်ကြီးသွားသွားနုပြိုလျက်ပင်ကိုမတ်မီဆုံးသူ့လျာက1988ခုကမဂ္ဂဇင်းတစ်ခုမှာ ပါခဲ့တာပါ။ဘယ်မဂ္ဂဇင်းလဲလို့တော့ကိုမမတ်မီတော့ဘူး။ ကာတုံးကတန်ကွင်းကျိုးတွေလိုလှုပ်ပြီးရှစ်လေးလုံးကို ပုံဖော်ထားတဲ့ကာတုံးအဲ့ဒီကာတုံးပုံကိုတွေ့ပြီးကနေကဆရာကြီးကို လေးစားချစ်ခင်စိတ်အမြင့်ဆုံးကိုတိုးတွားစေခဲ့တာအမှန်ပေါ်တည်ရင်ကာတုံးဆရာတဲ့ပြည်သူကို သူ့ပေးခြင်းနဲ့တည်ရင်အချက်လက်အပြည့်ဝပေးလိုက်တယ်သူယုံကြည်နာကို အာနာယမင်းများမျက်နှာမကြည့် ြည်သူမျက်နှာကိုပဲကြည့်ပြီးပြက်ပြက်သားသားထောက်ခံခဲ့တယ်။အရေးတော်မုံကိုယုံကြည်ကြောင်းကလောင်နဲ့တိုက်ပွဲဝင်ခဲ့တယ်။စာပေစီစဉ်ရေးက Blacklist ကတွန်းစီရထဲမှာဟော်ဒီဖေးသိမ်းဆိုတာထိတ်ဆုံးကရေးရေးကြီးနေခဲ့သူပေါ့။သူ့ကာတွန်းရုပ်ကလေးတွေကိုကြောက်လို့သူ့ကလော်မဲသူ့အုံနောက်ကိုကြောက်လွန်းလို့မဂ္ဂဇင်းတွေပေါ်မှာ သူ့ကာတွန်းတွေမဖော်ပြရလို့ပိတ်ပင်ခံခဲ့ရတာပါ။ ။ဆင်ညာကြီးကတော့ကြည်ကြည်လင်းလင်းပြုံးနေမှာပါပဲ။စာပေအမှုပညာသမားဆိုတာပတ်စံရှိ လူရန်စားမဟုတ်ပါဘူး။အခွင့်အခန်းလူရန်စားလည်းမဟုတ်ဘူး။ကိုဖန်တီးတဲ့အမှုပညာနဲ့ပျော်မွေ့ခြင်းနဲ့နေတဲ့သူပါ။သူတို့ယုံကြည်ချက်ကိုဘာနဲ့မှလဲမစားတတ်သူ။အနုပညာမာနကိုရိုတည်တံမိုးထားတဲ့သူ အမှန်တရားအတွက်ဆိုရင်အာနာရှင်ကိုလည်း ရင်ကော့ရင်ဆိုင်ကလောင်နဲ့တိုက်ပွဲဝင်ခဲ့သူကိုအိတ်လိုစိတ်သက်ရှိနေအမှုပညာရှင်အားလုံးကိုချစ်တယ်သူတို့ကိုလေးစားယူကြိုးပြီးတန်ဖိုးထားတယ်ရွှေထုတ်တဲ့မြပဝါလိုထင်နေ သူတို့အားလုံးကို ကိုနှလုံးသားထဲမှာကပီးထိုးပြီးကိုနှလုံးသွေးနဲ့မှတ်တမ်းတင်ပူဇော်မယ်အိတ်လိုပဲသူတို့သမိုင်းဟာ အမြဲတမ်းတောက်ပြောင်နေလိမ့်မှာအမှန်ပဲ ဇွန်လ19ရက်2009မှာစင်ရကြီးဥဖေသိန်း85နှစ်ဘဝတဘာကိုကူးပြောင်းခဲ့ပြီစင်ရကြီးရဲ့ဖြူစင်မွန်မြတ်တဲ့အနုပညာကုသိုလ်ကြောင့်စင်ရကြီးကောင်းရာသုဝတိလာမှာအမှန်ပဲမူချူတင်ဂျွန်19 2009